ထိုင်းနိုင်ငံကပြည်တော်ရေးကြမှာနာမည်ကြီးလာနေတဲ့တောင်းပြည်တော်များအလုံးမဲမိလာပါရှင်တရုတ်ဆောင်တောင်းတော့ခုဆိုရင်ထိုင်းနိုင်ငံကပြည်တော်ရေးကြမှာအရင်ကရေးပန်းစာနာမည်ကြီးနေပြီးမကြမီပြသတော့မဲရုပ်ရှင်စကားတင်တဲ့ပြည်တော်ရေးအပြေးတော်ကိုခံရပါတယ်အခုစရင်တောင်ပဝင်ရခုချတဲ့ရုပ်ရှင်စကားအစ်ကပရိပရဲ့အယုံစိုက်တာကိုခဏရပြီးမြစ်တွေကြမြင်လာပြီးမှတျောဆောင်တောင်ပဝင်ထားတဲ့စကားအစ်ကိုချီချူအပြေလာတော့မှဖြစ်ပါတယ် အခုဆိုရင်ဒရိုက်တာနာဂျီရဲ့ What happened to the world ယူရှင်စကားကြီးကလည်း US ရဲ့ state ကြီး6ခုဖြစ်တဲ့ California, Maryland, Washington, New York, Florida နဲ့ US တို့ရဲ့မျိုးရှင်မျိုးတို့မှာပြတာတော့မှာဖြစ်ပါတယ်။အခုလိုနိုင်ငံတကာအထိယုံတင်ပြသခွင့်ရတဲ့ What happened to the world ရွှေရှင်စကားကြီးပုံပါလေတရဆောင်တောင်းကအပြေဝင်ရပေးတာပြီးသူရဲ့ဆိုရှယ်မီဒီယာပေါ်ကနေမျှဝေထားပါတယ် အကောဆောင်ရဲ့တရားဆောင်ထောင်ပဝင်ထားတဲ့စကားကိုတိုင်းနိုင်ငံမှာပြတော်ရမယ့်ပေါ်ပရိသတ်တွေကအပြင်းနေကြပြီးတောင်းတက်လေကုန်ယူနေကြပါတယ်။တောင်းကတော့သူပဝင်ရဲ့ကိုဖြစ်ခဲ့တဲ့ရောရှင်စကားတင်တဲ့ပတ်သက်ပြီး ခုလိုပဲပွပွလေးပြောပြလာခဲ့ပါတယ်။တရားဆောင်ထောင်ကသူတို့ကလာကန်လန်ဒါကျွန်တော်အကယ်ဒမီအပေးဝဲတက်တဲ့နဲ့ပွဲပြီးတော့ရပ်ပိုင်းလောက်ကြာမှလာကန်လန်ဒါလာကန်လန်တော့ကျွန်တော်ကိုဘယ်လိုသိရလဲဒီဇလန်မှာဘယ်လိုပါဝင်ဖို့စိတ်ကထားလဲဆိုတာပွပွလေးမေးတာပေါ့ background တွေအားစာအသေးချာမေးတာပေါ့။နာမည်တရားကတော့ ဒီမှာဘက်ကောင်ကောင်ကောင်ကင်းကင်းရှင်းရှင်းနဲ့လုံလုံနေပြီးဂုံတိတ်ခါရှိတဲ့ထုတ်လို့ရတဲ့ခုပါပဲသူတို့ရဲ့ထုတ်လို့ရယူမှာဒါရိုက်တာကဇလန်ပြောပြတာကိုနောက်ထောင်နေနောက်ထောင်ရင်းညမှာကျွန်တော်စိတ်ဝင်စားမိတယ်ပြီးတော့အဓိကတရုတ်ဆောင်တယောက်အနေနဲ့ပေါင်ဝင်ခဲ့ရမယ်ဆိုတဲ့အတွက်အတိုင်းမတည့်ဝမ်းသာတယ်ကိုရည်တခုပေါ့နော်ရိုးရိုးရှင်းရှင်းပါပဲမြန်မာမှာလိုပဲဒါရိုက်တာနဲ့ဇင်ညွေးစရာတွေကဇလန်ပြောပြတယ်ကျွန်တော်ကနောက်ထောင်နေသဘောကျတော့ဆက်ပြီးအလိုလိုဖြစ်တာပေါ့နော်ဆိုပြီးတရုတ်ဆောင်တောင်းကပြောပြလာခဲ့ပါတယ် တောင်ကားအေးဇလန်လေးမှာတခြားနိုင်ငံကပြောဆောင်နေတဲ့အတူတူရိုက်ကွပ်ဖြစ်ခဲ့တဲ့အပေါ်မှာလည်းခုလိုပဲပြပြလာခဲ့ပါရယ်။တောင်ကားဒီကအတွေ့အကြုံကတော့ professional အလို့ဆိုရဲဟာပေါ့ကျွန်တော်တို့ပြောဆောင်အလို့ဆိုတာကစေဝန်ဆောင်မှုတွေနဲ့ကိုဖန်တီးမှုတွေပါပဲမဲ့ဒါဖြောပြေအလို့တခုပဲနေနော်။ဖြောပြေအလို့တခုဖြစ်တဲ့အတွက်ကျွန်တော်တို့နိုင်ငံမှာလိုပုံစံမျိုးတော့အလုံးလုံးမရဘူး။ professional ဖြစ်တဲ့အတွက်ကိုခန်းကဏ္ဍပေါ်တာဝန်ယူမှုတာဝန်ခံမှုရယ်ကိုပါ performance လုံးပါလေဆိုရည်ကို တောင်ဝအပြေဝယူရတာပေါ့အဲဒီပိုင်းတွေမှာဒရိုက်တာကဘာမှဝင်ရောက်စိုးမိုးတာမရှိဘူးရောရှင်ထဲမှာပါတဲ့တယောက်ချင်းစီကဇလန်မြိုက်ခင်ကလေးကကို့အပိုင်းကိုတောင်ဝယူမှုအပြင်နဲ့အလုပ်လုပ်ရတယ်ဆိုပြီးသူရဲ့အတွေ့အကြုံအပေါ်ပြောပြလာခဲ့ပါတယ်တိုးဆောင်တောင်းတော့ခုစရင်ထိုင်းနိုင်ငံကပြည်ထရေးကြမှာရန်ကုန်ရေပန်းစာနေမယ်ခြင်းနေပြီးမကြမီပြသတော့မယ်ရွှေရှင်စကားတင်တဲ့ပြည်ထရေးရဲ့အပြေးတော်ကိုခံရပါဗျာ ပါရှယ်ဒီကနေ့တင်ဆက်ပေးသွားတဲ့ကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျွန်တော်ရဲ့ channel လေးကနေပြီးတော့ဇေဝန်စာအဖွဲ့ရာဆယ်လီတင်ကြောင်းအသစ်တွေနဲ့တူပြန်လာခေတ်မှာဖြစ်လို့အတိတ်တော်ရီတင်နိုင်မလို့တန်းသိရှိနိုင်ဖို့အတွက်ဘေးနားချက်ပြီးခေါင်းလေးကိုလည်းနေထားပြကြပါရှင်။အဆုံးတရားအပြည့်ကြီးရှိမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။